င်္ဂလာပါရှင်တဲတော့ healing and reading my kid drama နေပြီးတော့မှပြန်လဲကျူစုလိုက်ပါတယ်เนาะကဲဒီနေ့မှာကြည့်ပေးမယ် reading လေးကတော့အခုရက်ပိုင်းမှာเนาะတုံတွေ့ရမယ် energy လေးပေါ့เนาะတည်တည်တည်ထိုက်တဲ့ energy လေးကိုအာကြည့်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့အခြေအသီးသန့်တော့မဟုတ်ဘူးเนาะဘလို energy မျိုးလေးတွေဘလို guidance မျိုးလေးတွေသိအောင်လဲဆိုတာကိုအဲကြည့်ပေးမှာပဲဖြစ်ပါတယ်ပေါ့เนาะအဲ့တော့အကုန်လုံးပါနိုင်တယ်ပေါ့เนาะ ကဲအဲ့တော့ဒါကနော် reading tool လေးတွေမှာလုတ်ပေးနေတယ်လို့မျိုးပဲနော် randomly pick a cup လုတ်ပေးมาဖြစ်ပါတယ်ဒါကပိုင်းရွေးစရာမလိုနော် collective reading အနေနဲ့ပဲကြည့်ရမှာဖြစ်ပါတယ်ဒီဒီတဲတော့အထုတ်ထည့်ရနေပြီကျွန်မက randomly နော်အဲ cup လေးကိုထုတ်ပြီးတော့มาဖတ်ပြီးมาပဲဖြစ်တယ်နော်အဲ့တော့ ဆိုတော့လာသိနေကောလက်တဲ့သမားလေးတွေအတွက်ကိုလက်လောမှာတုံတွေးရမယ်เนาะကန်ဆယ်မှာပေါ့เนาะတည်တင်တည်ထိုက်တဲ့ကန်ဆယ်မှာတကက်ကိုပြပြပေးပါ Wheel of Fortune နဲ့เนาะ Wheel of Fortune က Wheel of Fortune ဆိုတော့လေဒီမှာဆိုရင်ပါလဲဆိုတော့လက်လောမှာပေါ့เนาะကန်ဆယ်မှာဆိုတော့ Wheel of Fortune ကဘာကိုပြောချင်တာလဲဆိုတော့လေအရာရာဟာတဲ့เนาะ Beyond the control เนาะ အထင်းထုတ်လို့မရဘူးเนาะကျမတို့ရဲ့ဒီဟို universe ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကံကြမ္မာပဲဖြစ်ဖြစ်အရာရာပေါ့เนาะဖြစ်ပြနေတဲ့အရာရာဟာเนาะဘဝတရားကြီးဟာတဲ့เนาะသူ့ဘဝနဲ့သူเนาะလဲပတ်နေတာဖြစ်တယ်အဲ့တည်းကြောင့်မလို့ကိုကထိန်းချုပ်လို့မရဘူးပေါ့เนาะထိန်းချုပ်လို့မရဘူးဒီ case ဒီသဘောတရားလေးကိုသိထားဖို့လိုရပါတော့เนาะဒီအပိုင်းမှာဆိုရင် ပြောချင်တာကကိုယ့်ရဲ့ဘဝတွေကို အပြောင်းလဲတွေလာမယ်ကိုပြဿနာအော်ကိုကိုပေါ့เนาะ A star နဲ့ forces တွေပေါ့เนาะ ် external forces တွေအရင်မဟိုကို့အတွက်ပေါ့နော် pressure များနေမဲ့အရာတွေနော် force တွေဟိုကျွန်းအားတွေပေါ့နော်ဒါမျိုးတွေဖြစ်လာနိုင်သေးတယ်။နောက်ခါကျတော့ကိုယ့်ရဲ့ karmic ပေါ့နော်အဲကံကြမ္မာကနေပြီးတော့မှကိုကိုပြုခဲ့တဲ့ကံတွေပေါ့နော်ဒီဟာတွေကကိုယ့်ကိုပြန်ပြီးတော့မှအကျိုးပေးတယ်ပေါ့နော်အချိန်ကိုရောက်နေတာ ဖြစ်လိမ့်မယ်။နောက်ခါကျတော့ lesson you are မဲ့အချိန်မျိုးတွေဖြစ်တယ်ပေါ့နော်။ဒါကြောင့်မလို့ဒီအချိန်မှာနော်အရင်စိတ်ပင်ပန်းလေးလံတာမျိုးပေါ့နော်။ကိုယ့်ရဲ့ကံကြမ္မာကပြန်ပြီးတော့မှကိုယ့်ကိုအဲတင်ငန်းစာယူစီခြင်းတဲ့ကိစ္စတွေရှိလာတာမျိုးရှိတတ်တယ်။အဲ့အားလေးတွေကိုနည်းနည်းလေးတတိထားပြီးတော့မှကြော်ဖြတ်ရမှာပေါ့နော်။များသောအားဖြင့်ကအကုန်လုံးကကိုယ် control လုပ်နိုင်တဲ့အနေအထားမှာမရှိဘူးတဲ့နော်။အကုန်လုံးကကိုယ်ဟိုပေါ့နော်။ကိုယ့်ရဲ့ control ရဲ့အောက်မှာရှိနေရမျိုးမဟုတ်ဘူး။အရာရာဟာသူ့အရာကိုဖြစ်ချင်တယ်လို့ဖြစ်လာရဲဆိုတာကိုစိတ်ထဲမှာထည့်ထားပြီးရမယ်တဲ့။အဲ့တော့ လို့အခက်ခဲတွေပဲလာလာဘလို့ပြဿနာတွေပဲလာလာဒီဟာတွေကအဲအကောင်းဆုံးကြော်ဖြတ်သွားရမယ်ပေါ့နော်ကိုယ့်ရဲ့ကာမစ်ဒီလာမယ်ဆိုလဲဒီဟာတွေကိုလက်ဆင်ယူပြီးကြော်ဖြတ်သွားနိုင်ဖို့ကိုစိတ်ကိုပြင်ဆင်ထားဖို့လိုအပ်တယ်ဆိုတာမျိုးကိုပြောရဲပေါ့နော်အဲ့တော့အခြေအနေနဲ့ပတ်သက်ပြီးတော့မှာဒီ Roman Agency ရေးပေါ့နော်ဘလို့ message လေးပြီးမယ်ဒီရရပြတ်နေပြီ ဒီမှာဆိုရင် unrequited club เนาะအဲ့တော့ဒီဟာပေါ့เนาะတချို့ဆိုလို့ရှိရင်ပေါ့เนาะဟိုမဖြစ်တဲ့အခြေအနေတခုတွေကိုရောက်နေတာရှိတယ်เนาะအဲ there is no a nash attraction or chemistry ရေเนาะအဲ့တော့တောင်းတဲ့တောက်ကြမှာ chemistry မမိနေတာမျိုးเนาะအဲတောင်းတဲ့တောက်ကြမှာအပေးယူမမိနေတယ်เนาะအခြေအနေတွေမှာတုံ့တွေးနေရတာမျိုးရှိတယ်အဲ့တော့အကယ်လို့များပေါ့เนาะဒီ relationship ကကိုနဲ့ရေရှည်မဖြစ်နိုင်ဘူးထင်တယ်ဆိုရင်တော့ပေါ့เนาะဒါကိုလက်လွတ်တင့်တယ်ဆိုတဲ့အနေအထားမျိုးတွေရှိတယ်တချို့ဆိုရင်အခြေအနေနဲ့ပတ်သက်ပြီးရမ်းကို စိတ်ထိခိုက်နာကျင်ရတဲ့အနေအထားမျိုးတွေကြုံနေရတာမျိုးတွေတချို့ဆိုရင်ကိုယ့်ရဲ့ကံကကိုယ့်ကိုအတိုးပေးလာမျိုးကိုကတခြားတယောက်ရဲ့ချစ်သူကိုလူယူခဲ့မိတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုရင်အဲ့ဒီသူကပြန်ပြီးတော့မှကံကြမ္မာအတိုးတွေပြန်ပြီးတော့မှကိုယ့်ကိုပြီးတော့မှမျိုးနောက်နောက်ခါကျတော့ and and required that left ဖြစ်တဲ့အတွက်ကြောင့်လို့เนาะမဖြစ်တဲ့အခြေအရေးဖြစ်တယ်ပေါ့เนาะမဖြစ်တဲ့အခြေအရေးဆိုတာဘာမျိုးလဲအဲခါကျရင်ပိုင်ရှင်ရှိတဲ့သူကိုကိုကချစ်မိတာမျိုးကြီးစသဖြင့်ပေါ့เนาะဒီလိုမျိုးတွေဆိုရင်ကိုကအဲ့ဒီကံကြမ္မာဝင်တွေးရကိုပြန်ဆက်ကမယ်ဆိုတဲ့အနေအထားမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးတွေတွေ့ရတယ်အဲ့တော့နည်းနည်းလေးသတိထားပြီးပါလို့ပြောချင်တယ်ပေါ့เนาะဒီရပိုင်းမှာဒီလိုမျိုးမဖြစ်တဲ့အခြေအရေးတွေညာနေလဲဟိုပါပေါ့เนาะဖြစ်နိုင်ရက်တန်ပြဖို့เนาะအာလွတ်ချပြဖို့ပေါ့เนาะကောင်းတဲ့ ဂါမစ်တွေကိုဖန်တီးပြဖို့လိုအပ်တယ်ဆိုရဲပေါ့နော် and ဟိုပေးတယ်ပေါ့နော် message လေးကိုပေးတယ်အဲ့တော့ဒါ angels တွေကနေပြီးတော့ပေးရပါတော့အဲ့တော့ tilly oregon လေးနေရနေပြီးတော့ပေါ့နော်အခုလာကြည့်နေတဲ့လူတွေကိုမပြောပေးမလဲမပြောမလဲပေါ့နော်အဲ့တော့ love တဲ့အချစ်တဲ့နော်ဟုတ်တယ်အဓိကအချစ်ကိုပဲပြောကြတာနော်အချစ်နဲ့ပတ်သက်ပြီးတော့ နော်ဟိုခန်းစားရမှာရှိရနော်နောက်တချို့ကြီးကြောင့်လည်းအချစ်တစ်တွေပါရရလာတာမျိုးပေါ့နော်တချို့ကြီးဆိုလို့ရှိရင်ကိုဟို single လေးတွေပါရပေါ့ရှိတယ်လာနားထောင်နေဆိုရင်နော်ကိုကိုနော်အာ propose လုပ်တာနော်အချစ်ချစ်တာပေါ့နော်ချစ်ဟိုအချစ်ចောင်းပြောလာတာမျိုးတွေရှိလိမ့်မယ်တရားရောက်ကကိုကို propose လုပ်လာတာပေါ့နော်အကယ်လို့ယောက်ျားလေးတွေဆိုရင်တော့စစ်ဖို့အတွက်ကိုဖွင့်ပြောရမယ်ပေါ့နော်ကိုကချစ်တယ်ဆိုတဲ့အကြောင်းကိုတစ်ဖက်သူကိုဖွင့်ပြောရမယ်အချိန်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အချိန်နဲ့ပတ်သက်ပြီးတော့ romance feeling လေးတွေတွန်းရမယ်အချိန်မျိုးအချိန်အနေမျိုးဖြစ်တယ်ပေါ့နော် အဲ့တော့နောက်ထပ်တစ်ချက်ကိုဆွဲပြီးမယ်နော် first နော် secret admirer တဲ့နော်ကိုယ့်ရဲ့ဘဝမှာအရင်ပေါ့နော်ကိုယ်အနေနဲ့ secretly admirer ဖြစ်နေတယ်နော်ကိုယ်အရင်ကိုဟိုသဘောကျရတယ်ပေါ့နော်သူမျိုးပေါ့နော်အဲ့ဒီသူမျိုးနဲ့ကိုကအာနီးစလာတာမျိုးနော်အဲ့ဒီသူနဲ့ပေါ့နော်ချစ်ချစ်ရတာမျိုးအဲ့ဒီလူနဲ့ပေါ့နော်အရင်တော့မိတ်ဆွေအဆင့်ဆိုရင်အဲ့ဒီသူနဲ့ကိုနဲ့ကဘယ်လိုခေါ်မလဲအချစ်သူဖြစ်ပေါ့နော်အဲ့လိုဖြစ်လာတဲ့အနေအထားမျိုးလေးတွေအထိ အဆင့်တက်လာနိုင်တယ်တဲ့နော်အဲ့တော့ secret admirer ဆိုတဲ့သူနဲ့စုံတွေ့လာတာမျိုးရှိတယ်။အဲ့ဒီမှာမှမပေါ့နော်မဖြစ်တဲ့အနေအထားမျိုးရှိနေရဆိုရင်တော့အဲ့ဒီအနေအထားမျိုးကြီးရှိနေတဲ့အချက်ချင်းမျိုးကြီးနဲ့တုံမြရတဲ့သူကြီးဆိုရင်တော့အဲ့ဟာကိုတော့ကိုကနော်ကိုအနေနဲ့ commit မဖြစ်အောင်နော်အဲသူကဂယူးဆိုက်ရလိမ့်မယ်နော် commit energy တွေကိုမဖန်တီးပါနဲ့ commit action တွေကိုမပြုလုပ်ဖို့လိုအပ်တယ်ပေါ့နော်မဟုတ်ရင်တော့ကိုကကံကြမ္မာကနေပြီးတော့ကိုကိုဒဏ်ခတ်တာမျိုးကြီးကျုံရလိမ့်မယ်တဲ့နော်အဲ့တော့ ဟိုပါဗောနော်ဝီရော့ဖော်ဂျွန်ဖြစ်နေရယ်ဗောနော်တချို့တွေကကန်ကောင်းပြီးသားလူတွေကတော့ကန်ကောင်းနေတယ်ဆိုတဲ့သူတွေကဗာလဲဆိုတော့ဒီဗောနော်ကန်ကြမှာအတူပေးတွေကိုကိုနော်အဲမညံ့အောင်လို့ကိုယ့်ရဲ့ energy လေးကိုပြန်ထိမ့်ပါနော်မကောင်းဘူးဆိုတဲ့သူတွေကကြောက်လဲကန်ကြမှာတစ်စချိုးပြောင်းလဲဝါပြီးကောင်းတဲ့ energy တွေကိုယ့်စီကိုရောက်လာနိုင်မဲ့အခြေအနေမျိုးတွေဖြစ်တယ်ဗောနော်အဲ့တော့အဆအဆအရာရာမှာအတီချာလေးကယူစိုက်ပြီးတော့ဗောနော်အပြောင်းလဲလေးတွေကိုအာ lesson အဖြစ်ဗောနော်ယူနိုင်အောင်ကြိုးစားပါ ကျူးစားကြပါလို့ဒါတိုက်တွန်းပြောဆိုလိုပါတယ်ဗောနော်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်မိမိတို့ရဲ့ personal reading လေးတွေမေးချင်တယ်ဆိုရင် Terror Healing and Reading My Kitra ရဲ့ Facebook 6ပေါက်နှစ်ခုမှာလာရောက်မေးမြန်းနိုင်ပါတယ် Viber နဲ့ WhatsApp number တွေအားလည်းပဲမေးမြန်းနိုင်ပါတယ်เนาะနောက်ပြီးတော့မိမိတို့ ਨੇ energy လေးကြီးကြိုက်တယ်ဆိုရင်လည်းပဲ comment မှာရေးသွားပေးပါနောက်တစ်ခါကျတော့မိမိတို့ဖတ်စီခြင်းနဲ့ပေါ့နော်ခေါင်းစဉ်လေးတွေရှိရယ်ဆိုရင်လည်းကျွန်မကိုရေးသွားပေးပါကျွန်မ ਨੇ integration ကြိုက်တဲ့ခေါင်းစဉ်လေးတွေကိုခုလိုမျိုးเนาะ reading လေးအနေနဲ့ပေါ့နော်အားလုံးအတွက်ကို collective ဖတ်ပြပေးမှာပဲဖြစ်ပါတယ်ပေါ့နော် ကဲကျေးဇူးများကြီးတင်ပါတယ်ကျမရဲ့ဒီ page လေးတွေเนาะ YouTube channel တွေကိုလည်း YouTube channel တွေနဲ့ TikTok channel တွေကိုလည်း subscribe လုပ်ထားပြီးပါ like and follow လေးလုပ်ထားပြီးပါเนาะအခုက restrict တွေအရန်လောက်ခံထားရတာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะ page က reach တွေလည်းအရန်ကျနေတာမျိုးရှိရ channel တွေက reach အရန်ကျတယ်ပေါ့เนาะအဲ့တော့အားလုံးရဲ့ဝန်းရံမှုကိုရမှသာရေရှည်သွားနိုင်မှာဖြစ်တယ်ပေါ့เนาะဒါကြောင့်မလို့အားလုံးကိုအာဟိုပါเนาะမိမိတို့လည်းအဆင်ပြေတယ်မိမိတို့လည်းရေရှည်မှာအားပေးခြင်းတယ်ပေါ့เนาะအမြဲတမ်း သွားကျင်နေဆိုရင်တော့ဒီဟာလေးကိုတောင်းဆိုလိုပါတယ်ပေါ့နော် like and share လေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော် subscribe လေးပဲဖြစ်ဖြစ် comment လေးပဲဖြစ်ဖြစ်ပေါ့နော်ရေးပေးကြပါလို့ပြောချင်ပါတယ်နော်အဲ့တော့ဒီဦးဒီအားပေးရပေါ့နော်ဒီဦးတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့မယ်နော်တတား